အရင်လုံးကကိုရင်တော့ဝတ်ဖူးတာပေါ့နော်၁၇နှစ်သားလောက်ကတော့ကိုရင်လိုက်ဝတ်တယ်အဲ့နောက်ပိုင်းကနေ၂၁နှစ်ရုပ်ရှင်တွေရောက်အဲရောက်တဲ့အချိန်မှာပဲတောက်လျှောက်ရဟန်းဝတ်ပြီးကျုံတာပေါ့နော်ကိုရင်အခွင့်ကျုံတာဒါပေမဲ့တို့ကဟာကာရိုက်ဒဇံပြီးကာရိုက်ကရှိတာနဲ့အချောင်းချောင်းလေးကိုလွယ်လွယ်လွယ်လာနှစ်ပေါင်းရောက်လာပေါင်းရောက်လဲနော်အခုအသက်82နှစ်ရောက်မှာပဲအဝေးရောက်တန်းကြီးပြည့်ရှိဦးကြီးမောင်နှမရေလူလူကြီးအပွင့်နဲ့စုံတော့မှာ ကြောင်းတရားဘူးကုစင်းရဘွဲ့နာမယ်ဘွဲ့ရရှင်ဝါယမဘုဒ္ဓသာနာအမှန်တမ်းပြောရင်တော့ဟုတ်ဝိပဿနာတော့မဟုတ်ဘူးเนาะကမ္မထလာဘာလို့ပြောလဲပတိရေစိတ်တယ်ဟုတ်တော့တေကြီး73 73လို့မရအောင်90ပဲကျတော့90ကိုအလွတ်ပေါ့เนาะပူဇော်ကြတော့လေမနေ့တခါညနေတခါအဲ့လိုပူဇော်ကြတော့ပတိနေပါစိတ်တယ် အာအင်းစံတော်ဘောဒါန်ဘောဆိုတော့ညင်တဲ့ဘောလူဘောဆိုတော့အဲ့ဒါတော်တော်ယူပူလောင်နေကြတယ်လေရိုက်ကွာတော့အင်းစံတော်ဘောအရင်လုံးကကိုရင်တော့ဝတ်ဖူတာဘောနော်ဆက်ဆက်တနှစ်သားလောက်ကတော့ကိုရင်လိုက်ဝတ်တယ်အဲ့နောက်ပိုင်းကနေ27နှစ်ရုပ်ရှင်တွေရောက်အရောက်တိုင်းမှာပဲတောင်းလျှောက်ရဟန်းဝတ်ပြီးကျုံတာဘောနော်ကိုရင်ခွင့်ကျုံတာ ။ဒါပေမဲ့တို့ကဟာကာရိုက်ဒဇံပြီးကာရိုက်ကရှိတာနဲ့အလုံးနေနေဆိုတော့ဒီကြားထဲမှာတော့မစဉ်းစားပြန်တော့အလုကသွားလိုက်လာလိုက်ဘလို့။ကဲဒဇံလေးတော့တချို့လည်းနားကြတော့လူလည်းနားမရိုက်ရိုက်လို့ဟိုဝင်လို့ရတော့ပေါ့ဆို။အချောင်းချောင်းလည်းကိုလွယ်လွယ်လွယ်လား။နှစ်ပေါင်းရောလား။ပေါင်းရောလဲလို့ကအခုအသက်82နှစ်ရောက်မှာပဲ။တန်းကြီးပြည့်ချက်နော်။အဝေးရောက်တန်းကြီးပြည့်ချက်ကိုကြီးမောင်နှမရေလူလူရဲ့အခွင့်နဲ့ဆုံးတော့မှအကြောင်းတရားပေါ့။ ထမ်းဆက်ပါလာတော့မသိဘူးပေါ့နော်အဲ့ရဟန်းဘောဘုဖြစ်တာဝိမလာလို့မေးတယ်အဝိမေလို့သူဖြစ်တာပဲရှောရှုနေပြည်သူဖြစ်လာအဲ့ဒါပေါ့လောကကြီးမှာလူဘရောက်လာရင်ရဟန်းဘောတော့ရောက်မှာပေါ့ဟုတ်လားမလားယောက်ျားတယောက်ဖြစ်လာပြီလေဘုရားကျန်တဲ့လူလို့ဆိုတာပြောပြောလို့မပေါ့ဘူးသူလည်းသူအမျိုးမျိုးရရှိတာပေါ့နော်အကျုံးလေဒါပေမဲ့ဦးစင်းရဲ့အတွင်းမှာတော့ဘာပြောပြောယောက်ျားတယောက်ဖြစ်လာမှာဟုတ်လားရဟန်းဘောတော့ရောက်ပြီ ရှောက်နိုင်တဲ့အစင်းရှိတာလေအဲ့လိုရောက်အောင်ပါပေါ့အဲ့လိုတွေးလာပါတယ်ဘူးမှာပဲလားစန္ဒပြေပါအချိန်လုံးသွားတယ်တော့ခံစားမှုလားဟာအဲ့လိုလုံးခံတော့ပေါ့အချိန်လုံးတော့မခံတော့ပေါ့ဘယ်ရင်ရလာဂျမ်းပေါ်ရောက်လို့ဆိုလေရမသိခင်မှာရောက်တယ်ဆိုလေပြီးပြီပေါ့ဒါအဲ့မျက်ထောင်အချိန်လုံးလို့တော့မတတ်မှာပေါ့မတင်ပါဘူးတော့ငါပါပါခေါင်းထဲပြောင်းွက်ပြီးတော့ထွက်တော့မယ်။อืมဘယ်လိုပါလဲ။ဒါနောက်ထပ်ခွင့်ရရရော။အဲ့နောက်ခွင့်ရတော့ အဝင်းမောင်းအဝင်းမှာပဲဝင်းမယ်ဝင်းမှာဝင်းမှာဝင်းမှာအခုရရခင်မဝင်းမှာသာသနာပြုတယ်ဆိုတာဘုရားတဲကြောင်းဆောက်တာလေသာသနာပြုတာပဲယဟန်ကရှင်ပြုပေးတာလေသာသနာပြုတာပဲပြရတော့ဒါသာသနာပြုတဲ့ပုဂ္ဂိုလ်တွေပေါ့ကျမပဲချမ်းသာပါစေကကြီးသုံးမပြကင်းဝင်ကြပါစေစီဘောလက်လွယ်တိုးတိုးဖွင့်ပြီးတော့ခொနည်းသားသမီးကိုတတ်နိုင်စမြာကုညီဆောက်ရှောက်နိုင်ကြပါအဲ့ဒီကလည်း လှပါတယ်။အင်းလှပါတယ်ကော။သူကလဲနေတဲ့လူကိုသူမှတ်ပေးမယ်။အာတိတ္တိအာရီပေးမယ်။ဒုက္ခရောက်နေလူကိုအကူအညီလိုလူကိုပေးမယ်။ဒါရင်လားလည်းမဟုတ်သေးဘူး။သာသနာကြီးမှာဆိုလဲဟလာတာ။ရဟန်းကရှင်ပြုဘာညာနဲ့သာသနာကြီးမှာလည်းမလင်းစရာဘူး။သာသနာဓာတ်ကားကြီးပြုလို့ခေါင်းထားတယ်။ကျေးဇူးတင်ပါတယ်။ဒီကဲအများကြီးသူနဲ့တန်းလိုက်ပါလေဗောဒါဘုမနောစုပေးစားလို့မလိုဘူး တို့လှူနိုင်အောင်မှာတန်းနိုင်အောင်မှာသာသနာပြုနိုင်အောင်မှာယုံကြည်ပါတယ်